ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာစပိုးအေဒူစီကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တွင်ကတော့နောက်ပိုင်းမှာဒူဝဲချန်လာတာခံရနိုင်တဲ့ကစားသမားကိုတတိပေးခဲ့တဲ့ ranking ဘွဲဥထမားရင်စံချိန်တိရေးထိုးနိုင်တဲ့ scale နဲ့ပတ်သက်ပြီးဒါရောင်ကုမလည်းရွေးစဉ်စကားစားတာနော်လို့ခြေထူးခဲ့တဲ့အင်္ဂလန်ကျယ်ပွဲဂလကဘာဗလာပြိုင်ပွဲကနေ fever ထုတ်ပယ်ခြင်းခံရရတဲ့ chelsea ရဲ့အုပ်စုတွင်ပြိုင်ပတ်စားတဲ့တင်များပဲဖြစ်ပါတယ် manchester united ကနေ ranking က evenia ကို2-0နဲ့အနိုင်ရခဲ့တဲ့ပွဲပြီး ဖိုရာနေတဲ့ Thomas Tuchel လက်အောက်သူ့ရဲ့ဘွဲဥထွက်ခွင့်နေရာကိုဆုံးရှုံးနိုင်တယ်လို့သတိပေးသွားခဲ့ပါတယ်။တောက်ကြနေညဝင်းမလီမှာကစားခဲ့တဲ့ဘွဲမှာ Mike Lewis Kelly Hurricane တွေရဲ့ဂိုးတွေကြောင့်အင်္ဂလန်ကအနိုင်ရခဲ့တာဖြစ်ပြီး Tuchel ရဲ့ပထမဆုံးဘွဲမှာအနိုင်နဲ့စားဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လေ Thomas Tuchel ကပွဲပြီးမှာ Foreign and French Foro C ကအများကြီးပိုပြီးမြင်ကျင်တယ်လို့ဝန်ခံခဲ့ပြီးအင်္ဂလန်ဂျပန်နှစ်ဦးဟာဂိုးပေါက်ကန်သွင်းမှုတော့မပြုလုပ်နိုင်ခဲ့တာကြောင့်84မိနစ်မှာလူစားလဲခံခဲ့ရတာဖြစ်ပါတယ်။အင်္ဂလန်2026ကမ္ဘာဖလားခြေစစ်ပွဲဖြစ် လာမယ့်တနင်္လာနေ့ညနေဝင်ပလီမှာလာဗီယာနဲ့ဆက်လက်ရှင်ပြိုင်သွားရအောင်မှာဖြစ်ပြီးရိုင်ဂန်ကဖိုရန်ရဲ့မကြသည်မီကမန်စီးတီးနဲ့ခြေစွမ်းရအသက်24နှစ်ရွယ်ကစားသမားဘောလုံးကင်ထားချိန်မှာဘာကုံမှမမျော်မှန်းခဲ့ဘူးလို့ဝေဖန်ခဲ့တာဖြစ်ပါတယ်ခမားကတိုက်စစ်ကစားသမားတွေကတအုပ်ဖြစ်ပြီးကွင်းထဲကိုဝင်လာတယ်။ဆိုရတဲ့ Evenia တဲ့နဲ့ရင်ဆိုင်ကစားတဲ့ပွဲမှာဒီလောက်လမ်းမိုးထားနိုင်တာတောင်မှခမားကိုမသွင်းနိုင်ဘူး။ကိုပေါကန်သွင်းမှုမလုပ်နိုင်ဘူး။ကိုသမားကိုမစမ်းသပ်နိုင်ခဲ့ဘူး။ခမားစိတ်ပြက်ခဲ့ရမှာပဲ။ဘာလို့လဲဆိုတော့ခမားကပွဲပေါ်မှာအကျိုးတရားမှုရှိအောင်လုပ်ဖို့အရင်မှရှိနေတာမို့လို့ပါ။ ခမားမှာနီးပြားသိရှိပြီးသူ့ကိုထင်ကြီးအောင်လုပ်ချင်ပါပါဒီညတော့ Foran နဲ့ Rashford တို့အဲ့လိုဂျင်းတွေပေါ့မလုံနိုင်ခဲ့ပါဘူး Foran ကယုံကြည်မှုကဲမဲ့နေတာဖြစ်နိုင်ပြီးသူ့ရဲ့ကလပ်ခြေစွမ်းကလည်းမကောင်းခဲ့ဘူးသူကအရေးသွေးရှိတယ်ဆိုတာကျွန်တော်တို့သိပါတယ်သူပုံမှန်ခြေစွမ်းရှိနေတဲ့အခါသူဘောလုံးရရင်တခုခုတော့ဖြစ်လာရုံပဲလို့ခမားတွေးမိမှာပါအဲ့လိုမဟုတ်တော့သူအတွင်းကိုချိုးဝင်ပြီးဘောလုံးပေးတာကန်တာမျိုးလုံနိုင်သေးတယ်ဒီညတော့ဘာမှကိုမလုံနိုင်တာပါသူဘောလုံးရတဲ့ခါတိုင်းသူ့စီကနေအခုချိန်မှာဘာကိုမှမမျှော်လင့်ပါဘူး ဖိုရန်ကညာတောင်ပန်ထက်ဂျော်ဒမတ်30ပြည့်ပိုပြီးကစားတာကောင်းမလားလို့မေးမြန်းခဲ့ရမှာ ranking ကအဲ့လိုလည်းမဖြစ်နိုင်ဘူးဘယ်နေရာပဲသူကစားကစားခင်ဗျာပွဲပေါ်မှာအကျိုးသက်ရောက်မှုရှိမှာပဲအဲ့ဒါကိုဒီညသူမလုပ်နိုင်ခဲ့ပါဘူးဒီမှာဖိုရန်ကသူဘယ်နေရာမှာကစားခြင်းလဲဆိုတာနဲ့ပတ်သက်ပြီးပြဿနာရှိလာမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူကစားရမှာမဟုတ်လို့ပဲအဲ့ဒါကမှသူတို့ရဲ့ပုံကြီးမားတဲ့ပြဿနာပါလို့ပြောကြခဲ့ပါတယ်အာဆနယ်လူငယ်ချဲဖွဲ့လူဝစ်ကယ်လီဟာအင်္ဂလန်သင်းအတွက်ပွဲဥထွက်ခွင့်မိနစ်20နီးပါးအကြာမှာပဲတပိုင်းဝင်စံချိန်ကောင်းတစ်ခုပိုင်ဆိုင်နိုင်ခဲ့ပါတယ် ဘယ်နောက်ကကစားသမား Louis Scalia ပြီးခဲ့တဲ့စတင်မှာလာကမှအာဆနယ်စနီယာအသင်းမှာပွဲထွက်ခွင့်ရခဲ့ပြီးအခုနောက်ပိုင်းပွဲတွေမှာခြေစွမ်းပြကစားနေတာကြောင့်2026ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားမယ့်အင်္ဂလန်သင်းရဲ့လူစင်းမှာပထမဆုံးကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။ Louis Scalia ပရီးမီးယားလိမှာကိုးပွဲတာပွဲထွက်ကစားခဲ့ရသလို Man City ကို၅ဂိုးတကူနဲ့အနိုင်ရတဲ့ပွဲတုန်းကအာဆနယ်ကစားသမားပေါ်ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီးအသက်ငယ်သေးပေမဲ့2ရက်ကတော့ Louis Scalia ပေါ်ယုံကြည်မှုအပြေအဝရှိခဲ့ပါတယ်။ အခုဝင်းမလီကွန်းမှာအယ်ဗီနီယားကို9-0နဲ့အနိုင်ရခဲ့တဲ့ကဘာပလားခြေစစ်ပွဲမှာလိုဝက်စကယ်လီကမိနစ်20မှာပဲဘယ်လင်ဂန်ထိုးပေးတာကနေအနိုင်ကန်ချက်နဲ့အဖွင့်ကိုသွင်းပြီးအင်္ဂလန်သင်းသမိုင်းတစ်လျှောက်ပွဲဥထွက်မှာဂိုးသွင်းနိုင်တဲ့အသက်အငယ်ဆုံးကစားသမားဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။အသက်18နှစ်186ရက်သာရှိသေးသူလိုဝက်စကယ်လီယာ2016မေလတုန်းကအသက်18နှစ်209ရက်အရွယ်နဲ့ဩစတြေးလျနဲ့ပွဲမှာဂိုးသွင်းခဲ့တဲ့လယ်ဝေးစဉ်အသင်းပေါ်ရက်ရှ်ဘော့ကိုကြော်ဖြတ်ပြီးတော့စံချိန်တင်နိုင်ခဲ့တာလေးဖြစ်ပါတယ်။ ။အင်္ဂလန်တဲတော့ဘွယ်ဥထွက်မှာပဲဂိုးသွင်းပြီးတမိုင်းဝင်စံချိန်ပိုင်းဆိုင်နိုင်ခဲ့တာကြောင့်လူးစ်ကယ်လီယာဝမ်ကာမြေရီတွေနဲ့တူအောင်ပွဲခံခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။အင်္ဂလန်တဲတော့ဘွယ်ဥထွက်မှာဂိုးသွင်းယူနိုင်တဲ့အသက်အငယ်ဆုံးကစားသမားဖြစ်ကနေဖယ်ပေးလိုက်ရသူရက်ရှ်ဘော့အခုဘွယ်မှာပွဲထွက်ကစားခွင့်ရခဲ့ပြီးဒါကတနှစ်အကြာမှာလေဝေးစင်တဲမှာရက်ရှ်ဘော့ပွဲကစားခွင့်ပြန်ရလာခဲ့တာဖြစ်ပါတယ်။ Louis Scaly ရဲ့ Arsenal နဲ့ England လက်ဝေးစင်အသင်းပေါ်ဖြစ်တဲ့ Declan Rice က လူဝက်စကယ်လီကအကြောင်းလမ်းကိုမရှိတာပါသူကအသက်၁၈နှစ်ပဲရှိပါသေးတယ်ကျွန်တော်သူကစားရကိုကြည့်ပြီးအကောင်းဆုံးကစားနိုင်အောင်ကြိုးစားပြီးကစားပါတယ်သူကဒီလိုမျိုးကစားနိုင်လိမ့်မယ်ဆိုတာကျွန်တော်သိနေခဲ့ပြီးသားပါသူ့စီမံရှိနေတဲ့ယုံကြည်ချက်နဲ့တပတ်လုံးသူလေ့ကျင့်ခဲ့တဲ့ပုံစံကိုကျွန်တော်ကလပ်အသင်းမှာကလေးကမြင်ခဲ့တာပါဒါတော့သူ့အတွက်ဒီပွဲကပွဲဥထွက်အစားပဲရှိသေးတာဘာလို့ခြေကျပြောဆိုခဲ့ပါတယ်အာဆင်နယ်ကွေးလဲကျဲပွင့်ဒက်ကလန်ရိုက်စ်ကလည်းအဘေနီးယားနဲ့ပွဲမှာအထင်ကြီးစရာစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီး အမြင်ပေါ်တိုက်ပွဲမှာတရားရဂိုင်နှုံအနိုင်ရလူယူမှုတရားရဂိုင်နှုံအောင်မြင်ဘောလုံးပေးဖို့ရမှာတိကျမှု95ရဂိုင်နှုံဘောလုံးထိချက်69ချိန်ဒိုင်စင်အေရီယာနဲ့ဘောလုံးပေးဖို့မှု17ချိန်အခွင့်အရေးဖန်တီးမှု9ချိန်ဖြတ်တင်ပေးဖို့မှု9ချိန်မှာတိကျမှု4ချိန်ဂိုးဖန်တီးမှု2ချိန်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်ကလပ်လီယွန်အသင်းဟာအသင်းပိုင်ဆိုင်မှုတတ်မှတ်ချက်နဲ့မကိုက်ညီတဲ့အတွက်ကလပ်ကဘာဗလာပြိုင်ပွဲကနေကန်ထုတ်ခံခဲ့ရပြီဖြစ်ပါတယ်ကလပ်ကဘာဗလာပြိုင်ပွဲထဲမှာရှိနေတဲ့မက္ဆီကန်အသင်းနှစ်သင်းဖြစ်တဲ့လီယွန်နဲ့ပါချူကအသင်းနှစ်သင်းစလုံးကို ဂရုဘဘာချူကာကပိုင်ဆိုင်တာဖြစ်ပါတယ်။ကလပ်လီယွန်ဟာပြီးခဲ့တဲ့2023ကွန်ကာကပ်ချန်ပီယံဖလားပြိုင်ပွဲမှာအနိုင်ရခဲ့တာကြောင့်ဒီနွေရာသီကလပ်ကပဖလားပြိုင်ပွဲမှာနေရာတနေရာရရှိလာခဲ့တာဖြစ်ပြီးချယ်ဆီနဲ့လာမယ့်ဇွန်လ16ရက်နေ့မှာအောက်စုဒီအပွင့်ပွဲကစားဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းရရှိမှာတော့ပြိုင်ပွဲကထုတ်ပယ်ခံခဲ့ရပြီဖြစ်တာကြောင့်အခြားအစားထိုးမဲ့အသင်းကိုရွေးချယ်သွားမှာဖြစ်တယ်လို့ FIFA ကအတည်ပြုပြောကြားထားပါတယ်။ဘရာဇီးကလဖလာမင်ဂိုနဲ့ ES2 နဲ့တင်းတို့ဟာချယ်ဆီနဲ့တောက်စုရဲကြောက်ရောက်နေတဲ့အသင်းတွေထဲကအခြားအသင်းနှစ်သင်းဖြစ်ပြီး ကလပ်လီယွန်ကတော့ဖီဘာရဲ့ဆုံးဖြတ်ချက်ကို UCAN ဝင်သွားမယ်လို့တုံ့ပြန်ခဲ့ပါတယ်။ပြည်내ကနေဝင်သီရာရီအော်နရီကိုဂွင်းအတွင်းမှာအောင်ပွဲခံတာမျိုးမမြင်တွေ့ခဲ့ရတာဆယ်စုနှစ်တခုကျော်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့လေဂန်နာကနဝေတိုင်းစင်မူအားပနားမားက USA ကိုအန်အားသင့်ပွဲအနိုင်ယူပြီးကိုကာကက်နေရှင်းလိဘောလူပွဲတက်ရောက်သွားနိုင်ခဲ့တဲ့ဂျာတာဗရီနီညမှာတော့ပွဲတစ်ခုလုံးရဲ့စတာဖြစ်ခဲ့ပါတယ်။ပွဲကစားချိန်ပြေဖို့မိနစ်20သာလိုတော့ချိန်မှာပနားမားနီးပြတောမတ်စ်ခရစ်စတီယန်ဆန်ကဖာဂျာဒိုရဲ့နေရာမှာဆစ်ဆီလီယိုဝါတာမန်ကိုလူစားဝင်ကစားစေခဲ့ပါတယ်။ ကိုဇာလီမင်းနီမှာဝါတာမန်ကပန်နရီအေရီယာဆောမှာဘောလုံးကိုလက်ခံရယူပြီးနောက်မက်တန်နာဘလုံးမမကာဝင်နိုင်အောင်ဂိုးထောင်းလေးကိုအပြင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဝိုင်းတိုက်စစ်မှုကသူ့ရဲ့ရှက်ကိုချုပ်ပစ်ခဲ့ပြီးကြောညာဆိုင်းဘုတ်ကိုခုံကျော်ပြီးနောက်ဘွဲစီစဉ်တင်ဆက်နေသူအော်နရီရှိယာကိုပြေးသွားခဲ့တာဖြစ်ပါတယ်။ယောဒီယာဗနာမာကစားသမားတွေအုပ်စုလိုက်ရောက်လာပြီးရောင်းသုံးကားဖြစ်သွားတဲ့အချိန်တွေကြောင့်အော်နရီကအန်အားတင်သွားခဲ့တာကိုမြင်တွေ့ခဲ့ရပြီးဝါတာမန်ကပြင်သစ်ကနေဝင်ကိုပွေးဖက်အောင်ပွဲခံရင်းစကားချုပ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဘွဲပြီးမှတော့ဒီဘာရီအော်နရီက မယုံနိုင်စရာနောက်ကျနိုင်ကိုသွေးယူနိုင်ခဲ့တဲ့ပနားမကစားသမားဝါထာမန်ဘာပြောခဲ့တာလဲဆိုတော့ကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါကအရန်ကိုပြောင်းမြောက်ပါတယ်အမှန်တမ်းပြောရရင်ကျွန်တော်အံ့ဩမိခဲ့ပါတယ်။ဒါကအရန်ကောင်းတဲ့အဆုံးအတက်ဖြစ်ခဲ့တာကြောင့်ကျွန်တော်အံ့ဩမိပါတယ်။ကျွန်တော်တို့ဘမရှိနေလဲဆိုတော့သူသိခဲ့တာသိတာပါတယ်။ရဲကြကောင်းတာကိုခဏထားပါဦး။ကျွန်တော်ကိုယ်လည်းမသွေး၊ကိုယ်နဲ့မာတော့မရှိပဲနဲ့ဒီလိုအောင်မွေးခံမှုမျိုးမှာပါဝင်ရမယ်လို့ဘယ်တော့မှမတွေးခဲ့ဘူးပါဘူး။ဒါပေမဲ့ကြီးလိုက်ပါ။ဒါကသူတို့အတွက်ဘလောက်တောင်အထိပ်ပဲရှိတယ်လဲဆိုတော့သူရဲ့မျက်လုံးထဲမှာမြင်ခဲ့ရတယ်။ဘာလို့လဲဆိုတော့သူနဲ့အရန်နီးကပ်နေခဲ့လို့ပါ။ စပိန်စကားနားလည်လို့တော်သေးတာပေါ့သူကကျွန်တော်ကိုစပိန်လိုခဏကကျွန်တော်ရဲ့ idol ပါလို့ပြောခဲ့တဲ့အချိန်မှာကျွန်တော် okay ပါဆိုပြီးဟူကနဲ့တပင်းမုတ်ထုတ်လိုက်ပြီးတယ်ကျွန်တော်တို့အရင်မှဒီလိုတွေဖြစ်ခဲ့မယ်ဆိုတာမသိခဲ့ဘူးဒါပေမဲ့ဒါကထူးကြပါတယ်တကယ်ထူးကြပါတယ်လို့ပြောကြခဲ့ပါတယ်အခုလိုမျိုးတရင်တရင်တို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ sport a to z youtube channel လေးကို like and subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝေယောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ